အနားမှာရှိနေတဲ့အချိန်မှာတော့ဝန်နေပြီးအထီးကျန်သူလို့ခံစားရတာဘာကြောင့်ဖြစ်မလဲဆိုတာကိုပြောပြချင်ပါတယ်။လူတွေနဲ့အတူရှိနေတာတော့ဝန်နေပြီးအထီးကျန်သူလို့ခံစားရတာဟာစိတ်ရှုပ်စရာကောင်းပြီးနားမလည်နိုင်အောင်ခက်ခဲတဲ့ခံစားချက်တစ်ခုဖြစ်နိုင်ပါတယ်။လူအုပ်ကြီးထဲမှာရှိနေပေမဲ့ဘသူမှကိုယ်တတိမထားမိသလိုဒါမှမဟုတ်ရင်ဘသူမှဆက်သွယ်မှုမရှိသလိုခံစားရတာမျိုးတွေပေါ့နော်အဲဒီလိုခံစားရခြင်းအကြောင်းရင်းတွေကတော့အမျိုးမျိုးဖြစ်နိုင်ပါတယ် ထမဆုံးတစ်ချက်အနေနဲ့စိတ်ခံစားချက်အရာဆက်သွယ်မှုမရှိတာမျိုးပေါ့နော်အဲလူတွေနဲ့အတူရှိနေပေမဲ့သူတို့နဲ့စိတ်ခံစားချက်အရာဆက်သွယ်မှုမရှိတာမျိုးဖြစ်နိုင်တယ်စကားပြောနေပြီမဲ့တရားနဲ့တရားပေါ့နော်အပြန်လည်ပြောနေပြီမဲ့အဲတင်းရစိတ်ထဲမှာခံစားချက်တွေအသွေးတွေကသူတို့နဲ့မျှဝေဖို့ခက်ခဲနေတာမျိုးဖြစ်နိုင်ပါတယ်ဒါဟာတင်းကိုယ်တိုင်းပွပွင့်လင်းလင်းမဖွင့်ပြောတာမျိုးဒါမှမဟုတ်ရင်တင်းအနီးမှာရှိတဲ့လူတွေတင်းနားမှာရှိတဲ့လူတွေကအဲ တဲ့ကိုနားမလည်နိုင်တာမျိုးတွေကြောင့်ဖြစ်တယ်ပေါ့နော်။နောက်ထပ်နှစ်ပတ်နေ့တစ်ချက်အနေနဲ့ကိုကိုကိုမတူညီတဲ့သူလို့ခံစားရတာမျိုးပေါ့။တခါတလေမှာလူတွေနဲ့အတူရှိနေပေမဲ့ကိုကိုကိုသူတို့နဲ့မတူညီတယ်လို့ခံစားနေရတတ်တယ်။အဲကိုရဲ့စိတ်ဝင်စားမှုတွေတန်ဖိုးထားမှုတွေဒါမှမဟုတ် ကိုကြီးကိုသွေးတွေဟာသူတို့နဲ့မကိုက်ညီတာမျိုးဖြစ်နိုင်တယ်။ဒါကလည်းကိုကိုကို အပြင်လူတယောက်လို့ခံစားရစီပါတယ်ပေါ့နော်။ ောက်ထပ်တစ်ချက်အနေနဲ့စိတ်ထဲမှာဝန်ထုပ်ဝန်ပိုးတွေရှိနေတာမျိုးကိုကိုမှာစိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေဒါမှမဟုတ်ဝန်내မှုတွေစိတ်ထဲမှာရှိနေတဲ့အခါလူတွေနဲ့အတူရှိနေပေမဲ့ကိုရဲ့စိတ်ထဲမှာတယောက်တည်းဖြစ်နေတယ်လို့ခံစားရနိုင်ပါတယ်။ဒါကလည်းစိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေကြောင့်ဖြစ်နိုင်ပါတယ်။နောက်ထပ်နံပါတ်၄တစ်ချက်အနေနဲ့ကိုရဲ့စိတ်မဲ့တဲ့ပုံရိပ်ကိုမပြရဲတာမျိုး လူတွေနဲ့အတူရှိနေပေမဲ့ကိုယ့်ရဲ့စိတ်မှန်တဲ့စိတ်နေစိတ်ထားတွေကိုမပြရဲတာမျိုးဖြစ်နိုင်ပါတယ်။လူတွေကိုကိုယ့်ကိုယ်ကိုပြင်ဆင်ပြီးပြရတာမျိုးဟာ ကိုယ့်ကိုယ်ပို့ပြီးတော့မှ အထီးကျက်တယ်လို့ခံစားရစေနိုင်ပါတယ်။နောက်ထပ်နံပါတ်၅တစ်ချက်အနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာပေပန်းနွမ်းနေနေတာမျိုးဖြစ်တယ်။တခါတလေမှာ လူတွေနဲ့အတူနေနေတာဟာစိတ်ပိုင်းဆိုင်ရာပေပန်းနွမ်းနေမှုကိုဖြစ်စေနိုင်တယ်။ အထူးသဖြင့်တော့တင်ဟာအသွေးများနေတဲ့သူဒါမှမဟုတ်စိတ်ဖိစီးမှုတွေများနေတဲ့သူဆိုတော့လူတွေနဲ့အတူနေထိုင်တာတော့ပိုပြီးအထီးကျန်တယ်လို့မျိုးခံစားရစေနိုင်တာမျိုးပေါ့နော်။နောက်ထပ်နံပါတ်6တစ်ချက်အနေနဲ့ကတော့တဆုံတယောက်ကိုကိုကတတိယပြီးလွမ်းနေတာမျိုးပေါ့နော်။လူတွေနဲ့အတူရှိနေပေမဲ့တခြားတယောက်ကိုကလွမ်းဆွတ်နေတာမျိုးဖြစ်နိုင်ပါတယ်။ဥပမာ အနီးကပ်ဆိုကိုယ့်ရဲ့တငယ်ချင်းမိသားစုဒါမှမဟုတ်ကိုချစ်ရတဲ့သူကိုလွမ်းနေတာမျိုးပေါ့နော် ဒီလိုလွမ်းဆွမှုတွေဟာလူတွေနဲ့အတူရှိနေတာတော့ကိုကအထီးကျက်တလို့ခံစားရစေနိုင်ပါတယ်။လူတွေကကို့အနားမှာရှိနေတဲ့အချိန်မှာတော့ကိုကဝမ်းနေပြီးအထီးကျက်တလို့ခံစားနေရတာဆိုတာဘာကြောက်လဲဆိုတာသိခဲ့ရပြီးဆိုတော့အဲ့ဒါတွေကိုဘလို့ဖြေရှင်းရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့အတိတ်ပဲရှိတဲ့ဆက်ဆက်ရေးတွေတိဆောက်ပါလို့ပြောချင်ပါတယ်။ နောက်ထပ်နံပါတ်2တစ်ချက်အနေနဲ့ကိုယ်ခန်းစားချက်တွေကိုကိုကပွပွင့်လင်းလင်းပြောပါလို့ပြောရှင်ပါတယ်။နောက်ထပ်နံပါတ်3တစ်ချက်အနေနဲ့ကိုနှစ်သက်တဲ့အရာတွေကိုလှောက်ဆောင်ဖို့ဖြစ်ပါတယ်။အဲဥမာကျမဆိုရင်ကျမဒီပန်းလေးတွေကိုနှစ်သက်တာပေါ့နော်။အဲ့အရာကိုအဲ့မှာကိုကပန်းပုံလေးကိုဓာတ်ပုံရိုက်ပြီးတော့တင်လိုက်တာဖြစ်ဖြစ်ပေါ့နော်အဲ့အရာကိုလွန်ဆူးမှုတွေစိတ်ကိုအထီးကျန်မှုတွေကိုပြေပျောက်စေရပေါ့နော် အဲနောက်ထပ်နံပါတ်၄တစ်ချက်အနေနဲ့ကိုကိုကိုတနာဂယုနာထားဖို့ဖြစ်ပါတယ်။နောက်ဆုံးနံပါတ်၅တစ်ချက်အနေနဲ့ကျွမ်းကျင်သူတွေနဲ့တိုက်ပင်ဖို့ပဲဖြစ်ပါတယ်။ကိုကဝမ်းနေပြီးအထီးကျန်တဲ့ခံစားချက်အဲအဲ့လိုခံစားချက်တွေကြာရှည်နေပြီဆိုရင်တော့အဲဒီစိတ်ကျမ်းမာရေးဆိုင်ရာကျွမ်းကျင်တဲ့သူတွေနဲ့တိုက်ပင်ပြီးတော့မှဒီလူတွေကိုအနာမမရှိတဲ့အချိန်မှာတော့ဝမ်းနေပြီးအထီးကျန်တယ်လို့ခံစားရတာကို ဖြည့်ရှင်းနိုင်ဖို့ကျွန်မတိုက်တွန်းချင်ပါတယ်။